အားအားလုံးမင်္ဂလာပါ Star Wish ကျွန်းနဲ့ဘယ်နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျတော့ကျွန်တော်တို့ဒီ AirDrop အကြောင်းလေးကိုကျွန်တော်တို့အာဘူးဇူတန်နေနဲ့မျှဝေပေးမှာဖြစ်ပါတယ် AirDrop ဒီတဲ့အောင်မှာကျွန်တော်တို့ဟိုတာ AirDrop ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့မျှဝေပေးခြင်းပေးခြင်းပါတယ် Okay အဲ့တော့ကျွန်တော်တို့ဘာနဲ့တည်ပြီးတော့ပဲပြောအောင်လဲဆိုတော့ကျွန်တော်တို့ Binance နဲ့ပဲရော Binance Exchange နဲ့ပဲတည်ပြီးတော့ပဲအဲကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် Okay ကျွန်တော်ဟိုတာ AirDrop ဆိုတာဘာလဲဆိုတော့ကျွန်တော်သက်ဆိုင်ရာကျွန်တော်တို့ Exchange တွေပေါ့နော် နော်တက်ဆိုင်ရ exchange တွေကနေပြီးတော့ကျွန်တော်တို့ဟိုတက်ဆိုင် exchange တွေနဲ့ကျွန်တော် native token တွေကို long term holder ပေါ့နော်။အော်အချိန်အကြာကြီးကန်ဆောင်ထားသူတွေပေါ့နော်။အော်နှစ်ရှည် invest လုပ်ထားတဲ့သူတွေ trader အာသို့မဟုတ် investor တွေကိုကျွန်တော် token အစ်စ်တွေကို အဲ့ဒီ trader နဲ့ investor တွေစီကိုအကျိုးမြတ်ပြန်ခွဲပေးတဲ့ airdrop မျိုးအစားတစ်ခုဖြစ်ပါတယ်။ Okay ဥပမာဆိုပါစို့အာကျွန်တော်တို့ Binance မှာဆိုလို့ရှိရင် BNB ပေါ့နော်။အခုမှာကျွန်တော်တို့ BNB token ကိုရေရှိကိုင်ဆောင်ထားပြီး invest လုပ်တဲ့သူတွေကိုကျွန်တော်တို့ reward ပေါ့နော်အကျိုးခံစားခွင့်အနေနဲ့ token အစ်စ်တွေကိုပေးတဲ့ airdrop မျိုးစားဖြစ်ပါတယ်။ Okay အဲ့တော့ airdrop ဒီမှာဘာရရှိမလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ Binance တွေဝင်လိုက်ပြီဆိုရင် Binance exchange တွေဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ launch rule ဆိုတာရှိရပြ။ launch rule တွေဝင်လိုက်ပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် အာပထမဒီမှာဆိုရှင်လောင်ရှူးရှိမယ်တော့ဆိုတော့ Binance ထဲမှာလောင်ရှူးကတော့တော်တော်စေမရှိသေးဘူးပေါ့နော်အာဒီမှာ Holder Airdrop ဆိုရှိမယ်ဒီကောင်းလေးပြောချင်တာပါ Okay အမ်အဲ့တော့ဒီ YouTube မှာလည်းခေစားနေတာ ਨੇ အဲဒီ Holder Airdrop ဟာ Holder Airdrop ဆိုတာဘာလဲဆိုတာကိုကျွန်တော် knowledge sharing နေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ် okay အဲ့လိုပေးရခြင်းကဘာကြောင့်ပေးရလဲဆိုတော့ Binance ဆိုလို့ရှိရင်သူ့ token တွေကိုကျွန်တော်ရေရှည် hold လုပ်ပြီး invest လုပ်တဲ့ ူတွေများလာအောင်ရယ်နောက်တစ်ခုကကျောင်းကျွန်တော်ဒီ exchange တွေကသူတို့ရဲ့ native token တွေပေါ့နော် Binance ဆိုလို့ရှိရင် BNB ပေါ့နော် BNB ကိုဈေးကြပြီဆိုလို့ရှိရင်သူတို့ရဲ့မူရင်း token native token ကဈေးကြပြီဆိုလို့ရှိရင်ကျွန်တော် launch fee ကနေပြီးတော့သူတို့ token တွေဈေးကြနေရဆိုပြီး investor တွေအေကျွန်တော်တို့ဟိုမကင်ထားပေါ့ပြန်မရောဆောက်အောင်ပေါ့နော် investor တွေဟာဒီဒီ token ကြီးကအာဒီ coin ကြီးကဒီ BNB ကြီးကဈေးကြနေရဆိုတာဈေးကကြကြတော့မှာပဲကြတော့မှာပဲအဲရောင်းစားရောင်းစားရောင်းစားမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ အင်ဗက်စတာတွေမကင်ထားလို့ပဲပြန်ရောင်းမဆောင်အောင်ကျွန်တော်တို့ဟိုဒီ reward အနေနဲ့သူတို့ရေရှည်ကင်ထားလို့ရှင်အာကျွန်တော်တို့ reward အနေနဲ့ပြန်ပေးရမျိုးစားတွေခုဖြစ်ပါတယ်အာဆိုဆိုလိုတာကတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှင်အာ error တွေကတော့မျိုးမျိုးရှိရဲဟို launch shoe အနေနဲ့ကျွန်တော် error တွေရထုတ်ခင်းအစ်တတွေရတယ်ပေါ့နော်အော်ဒီမှာဆိုလို့ရှင် for example ဒါ PY project တွေပေါ့နော် PY ဘက်ကကျွန်တော်တို့ rest ဆိုလို့ရှိလို့ရှင်လဲကျွန်တော်တို့ဒီမှာဥပမာဆိုပါဆိုကျွန်တော်တို့ရဲ့ဒီ binance exchange မှာဆိုလို့ရှင်အမ်ကျွန်တော်တို့ BNB ပေါ့နော် BNB token နေသူရဲ့ native token BNB ပေါ့နော် BNB ဟိအ BNB ကျွန်တော်တို့ exchange ထဲမှာ BNB ရှိမယ်ဆိုလို့ရှိရင် ပေါ့နော်ရှိမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ airdrop တွေပေးတယ်အဲ့တော့ကျွန်တော်တို့ BNB နဲ့လည်း BNB နဲ့လည်းပူးပြီးတော့ lock လုပ်ထားလို့ရသလို FTUSD နဲ့လည်းပူးပြီးတော့ lock လုပ်ထားလို့ရတယ် USDC နဲ့လည်းပူးပြီးတော့ကျွန်တော်တို့ lock လုပ်ထားလို့ရတယ်ဆိုလိုတာကတော့ကျွန်တော်တို့ထဲမှာရှိတဲ့ BNB ကိုသူတို့ထဲမှာသွားပြီးတော့စုလိုက်တဲ့သဘောအဲသူတို့ထဲမှာသွားပြီးတော့ဟိုအထည့်ပြီးတော့မှကျွန်တော်ကအတိုးပြန်ယူလိုက်တဲ့သဘော ဘောပြန်လိုက်တဲ့သဘောပဲပေါ့နော်အဲ့အဲ့လိုမျိုးလေးအဲ့အဲ့အဲ့သဘောတရားပါပဲโอเคနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကနေလဲကျွန်တော်တို့ airdrop အသစ်တွေရရှိမှာဖြစ်တယ်နောက်တစ်ခုကကြတော့ horror airdrop ဒါကတော့ဒါကတော့ရှင်းနေပြဒါကြောင့်ကြပါလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် USDC နဲ့လဲကျွန်တော်တို့က lock လုပ်လို့ရတယ်ပေါ့နော် FDUSD နဲ့ lock လုပ်လို့ရတယ်သူရဲ့ native token မှာမဟုတ်ဘူးပေါ့နော်ဒီမှာကြတော့ကျွန်တော်တို့ဟိုဒီ BNB ရှိလို့ရှိရင် BNB ကင်ဆောင်ထားတဲ့သူတွေပေါ့နော်သူရဲ့ HA Binance HA မှာရှိရဲ့ native token ရဲ့ အဲ native token BNB ကင်ထားတဲ့သူတွေအတွက်ကို holder address လို့အဲအဲ့ဒီဟာသဘောတရားအဲ့ဒါကိုပြောချင်တာပါဟုတ်ပြီနော်အဲ့တော့ဟိုကျွန်တော်တို့ဆိုလိုတာကကျွန်တော်တို့သူ့ရဲ့ token ဈေးကျ value ဆိုရှင်အဲသူကအဲ့ error တွေပေးပြီအဟိုတာ error တွေ launch shoe တွေကနေပြီးတော့သူ acquire entity ပေးပြီအဲအဲ investor တွေအနေနဲ့ token ကိုကျွန်တော်တို့ဟိုမကင်ထားတော့ပဲပြန်ရောင်းမစအောင်သူကပြန်ပြီးတော့ဆွဲတဲ့သဘောပဲအဲအဲ့တော့ BNB ကိုအများအတိုင်းကျွန်တော်တို့တင်ထားခဲ့တည်ရှိတော့သူရဲ့သက်ဆိုင်ရာအာ launch shoe တွေကနေ airdrop တွေရမယ်သို့မဟုတ် launch launch shoe တွေက airdrop တွေရမယ်သို့မဟုတ်ကျွန်တော်တို့ဒီ holder airdrop investor investor invest လုပ်ထားတဲ့သူရဲ့ native token invest လုပ်ထားတဲ့သူတွေအတွက်ကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ ဟို reward အနေနဲ့ပြန်ပေးတဲ့သဘောပါ okay အဲ့တော့ तू ကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်ကျွန်တော် folder address တွေကကျတော့ तू က snapshot ဆိုတာရှိရဲ့ဗျာ snapshot snapshot date ဆိုတာရှိရဲ့အဲတက်မှတ်ချိန်အတွင်းမှာ तू blockchain ထဲမှာရှိနေတဲ့သူရဲ့ native token ကိုင်ဆောင်သူတွေကို तू က snapshot ရိုက်ယူတယ် ဆိုလိုတာက exchange တွေတဲကနေအချိန်အတိုင်းတာတစ်ခုတည်းအဲသူ့ရဲ့ token ကိုဟိုးထားလားပြောင်းရောင်းစားသလားဆိုတော့သူက snapshot ယူတာဗျဆိုလိုတာ ပြီးလို့ရှိရင် holding requirement အနေနဲ့ပါရှိမယ်ဆိုတော့ investor ရဲ့သတ်မှတ်ထားတဲ့ကျွန်တော်တို့ token ရေတွက်ပေါ့နော် Binance ဆိုလို့ရှိရင် BNB ပေါ့ BNB ပမာဏအနည်းဆုံးကင်ဆောင်ထားဖို့တော့လိုတယ်သူသတ်မှတ်ထားတဲ့ BNB ပမာဏအနည်းဆုံးကင်ဆောင်ထားဖို့လိုတယ်အဲ့လိုမှကင်ဆောင်ထားပြီးပြီဆိုတာ ਨੇ အဲကျွန်တော်တို့ distribution လုပ်တဲ့အစင်ကတော့ automatic distribution ပဲအဲသတ်မှတ်ထားအဲသတ်မှတ်ထားတဲ့ကိုင်းညီတဲ့ native token တွေ exchange wallet ထဲမှာရှိတယ်ဆိုလို့ရှိရင်ကျွန်တော် ော်တို့အဲ draw အစ်စ်တွေကိုအလိုလျောက်ကျွန်တော်လက်ခံရရှိမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်နောက်ဆုံးပေးခဲ့တဲ့ဒီဒီ folder error ပေါ့နော် my share ပေါ့ my share ကကျွန်တော် snapshot တိုင်းရဒီအချိန်မှာကျွန်တော် snapshot ယူသွားတယ်အဲဒါကကျွန်တော်စမ်းထားတာပေါ့နော်ကျွန်တော် my snapshot က bmb bmb ကကျွန်တော်တယ်မှာဒီထဲမှာအာ m နဲ့မှာကျွန်တော် lock လုပ်ထားတာဖြစ်တဲ့ကြောင့် auto ဟိုသူကဘာမှ take true true လောက်ဆရာမလို့အဲ့ဒါလေးကျွန်တော်ပြပေးမယ်ဗျာ ်ငါမခိုက်တူဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲပေါ့သူ snapshot ယူသွားတဲ့အချိန်ဒီမှာ BMB တလောက်ဒီ BMB တလောက် BMB က0.023 BMB ပဲကျွန်တော်အကောင် exchange ထဲမှာကျွန်တော်ထားထားတာပေါ့နော်အဲ့အဲ့မျိုးထားထားတဲ့ဖြစ်တဲ့အကြောင်းသူကကြတော့အဲ့အဲ့ဒီပုံမှန်မူတည်ပြီးတော့ snapshot ယူသွားပြီးတော့ကျွန်တော်ကို airdrop overseas ကဘယ်လောက်ပေးရဆို0.0414 share ပေးတယ်။နောက်ဒီမှာဆိုခိုက်တူမှာဆိုလို့ရှိရင်0 0.0332ခိုင်သူပေးတယ်ပေါ့နော်။ Okay အဲ့တော့ကို့မှာ BNB ပမာဏများများကန်ဆောင်ထားလေလေဒီ airdrop ပမာဏကများများရလေလေပေါ့နော်။အော်ချိုသိန်းထောင်နဲ့ချီပြီးကင်ထားတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ error နဲ့ဒီပဲတော်တော်ကြီးကိုဟိုအချိုးမြတ်ရနိုင်ပါလေဗျ။ Okay ။အဲဒါလေးကတော့ကျွန်တော်တို့ဒီ launch view တွေဟိုတာ error တရားနေပြီးတော့ကျွန်တော်တို့ကို့မှာရှိရှိနေတဲ့ပတ်စံနေပြီးတော့ပြန်ပြီးတော့အတူအချိုးအော်ပြန်ပွားလာအောင်လို့ ဟိုလောက်တဲ့နည်းလေးဖြစ်ပါတယ် okay အဲကျွန်တော်ဒီကျွန်တော် lock လောက်တဲ့ပုံစံလေးကိုကျွန်တော်ပြောပြပြကျွန်တော်ရှိမှဒီမှာ access မှာကျွန်တော် bmb ရှိရဲဆိုပါဆိုအာဒီ bmb တဲ့ကိုဘယ်ဘယ်ထဲကိုထည့်ရမလဲဆိုတော့ဒီ am နဲ့ကိုထည့်ရမှာဗျ am နဲ့ကိုထည့်လိုက်ပြီးရှင်ကျွန်တော်တို့ auto auto သူကအာဟိုမှာတွားပြီးတော့ဟိုဟိုရင်းနှီးမြှုပ်နှံတာပေါ့နော်ဟို staking လုပ်တယ်အဲ farming လုပ်တယ်ပေါ့နော်ဟိုထဲမှာတွားပြီးတော့အကျွန်တော် holder error ထဲမှာအာအကျုံးဝင်တယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော် BNB က ဒီထဲမှာ M နဲ့မှာဒီ Asian wallet ကအဲ M နဲ့မှာ M wallet ထဲမှာထည့်ထားလို့ရှိရင်ကျွန်တော်တို့ auto ပဲခုနက Hora Airdrop ထဲမှာပါဝင်ပြီးသားအဲ launch ဦးတဲ့က Hora Airdrop ထဲမှာပါဝင်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ Okay အဲ့ဒီ Hora Hora Airdrop ဆိုတာဘာလေးလဲဆိုတာကိုကျွန်တော်ဒီနေ့ပူးစအနေနဲ့ပြောပြခြင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြအောင်ဗျာ။